ဝိယုံတင်မှာရောက်လာရင်တင်ပေါ်မှာဝိယုံရှိရင်လေအံ့ဩစရာကောင်းတယ်ဝိယုံကတင်ကိုအုပ်ဆိုးခြင်းခွင့်အာဏာပေးရဲ့အုပ်တင်ကိုလွှမ်းမိုးနိုင်တဲ့အစွမ်းကိုပေးရဲ့တင်ကိုကောင်းကင်တမန်တွေနဲ့အလုပ်လုပ်စေတယ်တင်ကိုကာကွယ်ပေးတယ်စာရမဏေတင်ကိုထိလို့မရဘာလို့လဲဆိုတင်ကအဲ့ဒီနေရာမှာတင်ကခင်းဖြစ်တယ်တင်ကအဲ့ဒီနေရာမှာရှင်ဘုရင်ဖြစ်မတည့်ရက်နေရာဖြစ်တယ်တင်ကတောင်းနေသူမဟုတ်တင်ကအတနာခံနေသူမဟုတ်ဘူးအဲ့ဒီပြန်အဲ့ဒီနေရာအတွက်သင်ဟာဝိယုံရောက်လာတာနဲ့တဲ့ဉာဏ်ပညာလေးရောက်လာတယ်။ဒန်ယေလရဲ့တက်တာမှာ ဖယားသခင်ကသူ့ကိုဘာဘူးလုံနိုင်ငံဆိုဘေဘလုံ အပေါ်မှာ mental ပေးတဲ့အခါသူအဲ့ဒီနေရာမှာဖယားသခင်တခါမှသူ့မှာမရှိတဲ့ပညာတွေရောက်လာ ဟုတ်လားသူများတဲ့ဉာဏ်ပညာစေစားတာရတဲ့ခွင့်ရတယ်။သူညအဲ့တခါဘုရားခင်ကသူ့ကိုဘယင်မက်တဲ့အိမ်မက်ကိုပြန်လာပြီးတော့ပေါ်ပြ။အเจ้าမသင်ခဲ့တာလား။သူ University တက်တော့ကသင်ခဲ့တဲ့ဟာလေလား။မဟုတ်ဘူး။ဝိယုံရောက်လာတဲ့အခါမှာဉာဏ်ပညာလေးတခါတည်းရောက်လာတာဖြစ်တယ်။ကျမကဒီ အမှုတော်လုပ်ငန်းလုပ်တဲ့ခါကျမသိတယ်အချို့သောအရာတွေကလေဖခင်ရဲ့ဝိယုံကြောင့်ကျမမြင်နိုင်တာနားလေတာသဘောပေါက်တာဖြစ်တယ်။တန်ရှင်တော်ဝိညာဉ်တော်ကတင်ကိုညံပေးလာ။တင်ကအရင်တော့အနေနဲ့ပဲဦးတင်ဘာမှမလုပ်ဘူး။တင်အမှုတော်လည်းမဆောင်ဘူး။တင်တချင်းလည်းမစိုးဘူး။တင်တင်တင်အဲ့ဒီနေပဲနဲ့ပတ်သက်ပြီးတော့တင်မကျွမ်းကျင်မှုဖြစ်ကောင်းဖြစ်မယ်။အမေဖခင်ကတင်ကိုပြောတယ်မင်းကအဲ့ဒီနေရာမှာခိုတယ်လို့ပြောတယ်အဲ့ဒီရာကိုတင်ကအာမေ ။တင်းမကတော့အာမင်ထူဖို့လို့တင်က no 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 ကျွန်တော်မဖြစ်နိုင်ပါဘူးလို့ညင်းနေမယ်ဆိုရင်တော့ဖခင်ဆက်လုပ်လို့မရဘူး။အမေတင်ကအာမင်ငါ့ကိုဖခင်ခေါ်တယ်ငါ့ကိုဖခင်သုံးမယ်အဲ့ဒီနေရာငါနေရာဖြစ်တယ်။တင်အာမင်ထူတာနဲ့ဖခင်တခင်ရဲ့ထံကနေလာတဲ့ဉာဏ်ပညာကတင့်ပေါ်မှာလာမှာဖြစ်တယ်။စာသင်ခဲ့လို့လည်းမဟုတ်။တန်ရှင်သောဝိညာဉ်တော်ပေးတဲ့ဉာဏ်ဖြစ်တယ်။တပါဝါလို့တည်းနားလည်နိုင်တဲ့အခွင့်ရလိမ့်မယ်။ င်နားမလဲဒါပေမဲ့သင်နားလေသင်တို့ကြည့်ပြီးပြောဘာလို့နင်တို့နားမလဲရလဲပိုးလူလိုမျိုးပိုးလူရတယ်ဓမ္မပညာတွေကိုသူတငယ်ချင်းတွေမရအောင်ပေထရုတော်မရအောင်ဒါပေမဲ့သူရတယ်ဘာဖြစ်လဲသူကတပါးမျိုးသားတွေတအားမင်းလို့ထူလိုက်လို့ဖြစ်တယ်ဒီမှာသင်တို့လည်းဖျားခိုင်းလိုက်အာမင်ထူတတ်ဖို့လိုတယ်အဲ့ဒီခါမှာဖျားဝိယုံပေးမယ်သင်ကိုအဲ့ဒီဝိယုံကသင်ကိုနားလည်နိုင်တဲ့အစွမ်းပေးလိမ့်မယ်သင်တခါမှမမြင်ဘူးတဲ့နေရာတွေမြင်လာမယ်သင်တခါမှနားမလဲဘူးတဲ့နေရာနားလည်ခွင့်ရမယ်သင်အသင်းတော်လုံလဲဆိုတာနားမလဲဒါပေမဲ့ င်ထူတာနဲ့သင်နားလေရတဲ့ခွင့်ရမယ်။ဘုရားတကယ်အခွင့်အာဏာတွေအနှင်းလာမှာဖြစ်တယ်။သူများတွေအတွက်ကဒီနေပေးကအရန်ခတ်တယ်။ဒါပေမဲ့သင်တို့ကမခတ်။ကျမတို့ကကျမတို့ဘုရားခေါ်ထားတဲ့နေပေးကမခတ်ဘူးဖြစ်တယ်။သူများတွေကတော့ကျမကိုကြည့်ပြီးမောနေ။ဆရာမအသင်းတော်နှစ်ခုလည်းဥဆောင်နေ။ကျောင်းလည်းတက်တယ်။ကျမအခု PhD course တက်နေတာဖြစ်တယ်။တခုတော့မဟုတ်ကျမနှစ်ခုတက်ဖို့ပြင်ဆင်နေ။အဲ့ပြင်ကျမစာအုပ်ရေးတယ်။အဲ့ပြင်ကျမကျန်းစာကျောင်းမှာစာသင်နေ။ကျမ management တွေလုပ်တယ်။ international တရားဟောပွဲတွေ season ပေးတယ်။ international တရားဟောပွဲတွေမှာသွားဟောတယ်။ အများကြီးပဲကျမလုံးတယ်အချို့ကျမကိုကြည့်ပြီးတော့ဟာငါတို့ဆိုလုံနိုင်မှာမဟုတ်တဲ့အာမင်သူရင်တင်လုံနိုင်လားလေကျမတကယ်ပြောတယ်ကျမဘာမှမဟုတ်ပါကျမဘယ်ကလာလဲဆိုကျမအမြဲတမ်းတတိယကျမအရင်ကြောက်တတ်ခဲ့တဲ့လူတယောက်ဖြစ်တယ်ကျမအားငယ်တတ်တဲ့လူတယောက်ဖြစ်တယ်စင်ရဲနဲ့မိသားစုကနေပေါက်ဖွားလာတယ်ဒါပေမဲ့ကျမဖယားသခင်ကိုအာမင်ထွက်ခါကျမအထင်းမှာဖယားကင်ပေးတဲ့ supernatural wisdom ဒီနေ့တင်ဟာအဲ့ဒီလိုမျိုးအခွင့်အရေးကိုရှိထားတဲ့သူဖြစ်တယ်အဲ့ဒီအခွင့်အရေးကကျမတယောက်ထင်းနဲ့ဆိုင်တာမဟုတ် ားလုံးနဲ့ဆိုင်တယ်ဖခင်သားသမီးအားလုံးနဲ့ဆိုင်တယ်အသင်းတော်နဲ့ဆိုင်တယ်ဒါအသင်းတော်အပေါ်မှာထားတဲ့ဖခင်ရဲ့ရည်ရွယ်ချက်ဖြစ်တယ်အသင်းတော်အတွက်ဖခင်ပြင်ဆင်ပေးထားတဲ့ဝိယုံဖြစ်တယ်ဒါနဲ့အဲလိရှေဟာဝိယုံနဲ့တွာလာနိုင်ခဲ့ဒါကြောင့်မလို့လေဆိုသူကအေလီယာနောက်ကိုတစ္ဆာရှိရှိလိုက်တဲ့လူဖြစ်တဲ့အတွက်ကြောင့်အေလိရှေဟာဝိယုံနဲ့ဣသရေလနိုင်ငံကိုအုပ်စိုးတဲ့သူဖြစ်လာခဲ့ဘာကြောင့်မလို့လဲသူဟာခေါင်းဆောင်ကိုအိုနာလောက်တက်တဲ့လူတယောက်ဖြစ်လာ သူ့မှာအဘရှိအေလိယကို तू ကဘယ်လိုခေါ်လဲဆိုရင်ငါအဘငါအဘလို့ခေါ်တဘောအဘလေဖယားသခင်ကသူ့ရဲ့ဝိယုံအတွက်သူ့ကို accountable လုပ်ပေးတဲ့လူရှိတယ်။သူ့ကိုပေးတဲ့ဝိယုံအတွက်သူ့ကိုချိန်ပေးတဲ့လူရှိတယ်။ကျိုးလူတွေကဝိယုံတော့ရှိရဲ့။အမေချိန်ပေးတဲ့သူမရှိဘူး။သူတို့ရဲ့ character ကိုချိန်ပေးတဲ့သူမရှိဘူး။သူတို့ရဲ့အကျင့်တွေကိုချိန်ပေးတဲ့သူမရှိဘူး။သူတို့ရဲ့အပြုအမူတွေကိုချိန်ပေးတဲ့သူမရှိဘူး။အဲ့ဒီခါမှာသူတို့ပေါ်မှာရှိနေဝိယုံကအရန်လေးတယ်။အဲ့ဒါကိုသူတို့မမထမ်းနိုင်ဘူးဖြစ်တာ။ဒါကြောင့်မို့ ဝိယုံကသူတို့ကိုပြန်ပြီးဒုက္ခပေးတဲ့သူတွေရှိတယ်။ရှောလူလိုမျိုးပုံကိုဝိယုံကအရင်ကြီးလို့နဲ့မိတ်ဆွေဒါလည်းမတင်မဝါမှာတင်းကိုကြည်ပေးတဲ့ဝိညာဉ်ခေါင်းဆောင်တွေရှိဖို့လိုတယ်။အသင်းတော်မှာသင်ပါဝင်တဲ့အခါမှာအသင်းတော်ရဲ့ခေါင်းဆောင်တွေဟာအသင်းတော်ကပြောလိုက်တဲ့နှုတ်ကပတ်တော်တွေဟာသင်ဘဝအတွက်တန်တဲ့နဲ့အရာတွေဖြစ်ပါစေ။လိုက်နာတဲ့အရာတွေဖြစ်ပါစေ။သင်ဘဝကိုကြီးရှုနေတဲ့သူရှိပါစေ။သင်ဘဝကိုတိုက်ရိုက်စကားပြောလို့ရတဲ့သူရှိပါစေ။သင်ကိုချီးကျူးစကားပြောတဲ့သူပဲမရှိပါစေ။သင်ကိုဆုံးမစကားပြောတဲ့သူရှိပါစေ။အဲ့ဒီလို ရှင်တဲ့ဟာကဘာမတ်အောင်မြင်ဖို့တော့အလားလားအများဆုံးတော့သူဖြစ်တယ်ဒီကျမကိုဖရာတခင်ကဝတ်ယုံပေးခြင်းတဲ့အခါမှာကျမဘဝအတွက်ချိပေးမဲ့ခေါင်းဆောင်ပဲအရင်ပေးလာတယ်နေ့တင်ကိုဖရာဝတ်ယုံပေးမဲ့အခါမှာတင်ဘဝချိပေးမဲ့ခေါင်းဆောင်နဲ့တင်ဘဝဖရာပို့ပေးလာတယ်